လာမယ့်ရွေးကောက်ပွဲမှာမဲပေးဖို့ရက်အနည်းငယ်လိုတဲ့အထိမဲဆင်းပါမပါမသိရတဲ့ကြောင်းတပိတ်ချောင်းမြို့နယ်ကရွှေလုတ်သားတွေကပြောလိုက်ပါတယ်ဒီသတင်းကိုတော့တာယာကပေးပို့ထားပါတယ်မဲပေးနိုင်မို့ရက်အနည်းငယ်သာလိုပေမဲ့ တပေကြီးမြို့နယ်ကရွှေပြောင်းလုံသားတွေဟာမဲထဲနိုင်မှုမဲစင်းရင်ပါဝင်ခြင်းရှိမရှိကိုမသိရသေးကြောင်းထာဝရရွှေဒူးဖော်ရေးလုပ်ငန်းကလုံသားတချို့ကဆိုပါတယ်အဲ့ဒါတော့ဒီကခိုင်းနေချိန်မှာလုတ်ပြရမှာပေါ့ကျွန်တော်တို့ကအခုကလုပ်ငန်းလုပ်နေတဲ့အချိန်ဆိုတော့သူတို့အချိန်ကဘယ်ဦးပေးခိုင်းမှလဲဆိုတာကျွန်တော်တို့ကမသိဘူးဒီကုမ္ပဏီကနေပြောအော်ဒီနေ့မဲရွာတဲ့တင်ပေးလို့ရတယ်ဆိုရင်ရွာတဲ့တင်ပဲပေးလိုက်အဲ့လိုအခုကတော့ဒီမှာပဲစင်းမဲကောက်ထားတာလေနာမည်ချမဲထည့်မဲနေရာတော့မသိသေးဘူးပေါ့ ဟုတ်ပတ်သမီးမေးတာမဲဆင်းပါမပါဟိုကအင်္ဂလိပ်လိုမသိသေးရလားအဲပေါ့ပြောရမယ်ဆိုရင်တော့ကိုကအတိတ်ကြမသိသေးတာပေါ့မဲထည့်ရမယ်မထည့်ရမယ်ဆိုတော့ကောက်တော့ကောက်သွားတယ်ဘယ်ဘယ်ထည့်ရမယ်ဆိုတာအဲ့လိုအတိတ်ကြမသိသေးတာပဲရှိတယ်ကျွန်တော်ဆိုမှလည်းမဲပေးဖြစ်မှာလားအဲ့တော့ကျွန်တော်ကျွန်တော်တို့မသိဘူးပြောတော့ဒီကုမ္ပဏီရဲ့အနေထားတခုသူတို့ရဲ့အစီအပံချက်ပေါ့အဲ့ဆိုရင်မဲစင်းပါမပါဘာမှမသိရသေးတာဟုတ်သူတို့ကလုပ်ပြီးမဲ့လို့ကိုမပြောဘူးလား အဲကျွန်တော်တို့တော့ဒီလုပ်ငန်းအနေထား6မိနစ်6နာရီနေပြီးတော့ည7နာရီထမင်းစားနာပါတော့7နာရီပြန်ဆင်ညနေ6နာရီမှာတင်းရတော့ဆိုတော့အဲဒီစီဇန်နေတော့ကျွန်တော်မသိရအောင်တို့ရဲ့ဒီအုတ်ချုံမှုအောက်မှာနေရဆိုတော့ကျွန်တော်တို့အစီအစဉ်တိုင်းပဲပေါ့နော်ကျွန်တော်အနေနဲ့တော့ပြည်ရှင်နယ်ပါညာတော့တို့လည်းကျွန်တော်ပြောခွင့်ပြောခြင်းပေါ့နော်ဘာဆိုတော့တို့ရဲ့အုတ်ချုံမှုအောက်မှာနေရဆိုတော့လေဒါတို့နေထားခွင့်ပြုရဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပေးလိုက်ရမှာနော် လွယ်တကူပေးရတယ်ဆိုတော့ပေးလိုက်အောင်ခဲရင်းဆိုတော့ကြော်လဲလုပ်ငန်းနဲ့ဆိုတော့လေတိတ်ပြီးတော့ကွာမရှိဘူးပေါ့ထာဝရရှိတူဖို့ရေးကုမ္ပဏီမန်နေဂျာကလုပ်သားတွေအားလုံးကိုမဲထဲနိုင်ဖို့စည်ရင်းပြုစုပြီးလုပ်ပေးနေတယ်လို့လုပ်သားတွေကိုဘဲပါတီမဲပေးပါလို့မပြောဘဲလွတ်လွတ်လပ်လပ်မဲထဲနိုင်အောင်ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ် ပြည်ဦးလင်ခရိုင်မှာပါဝင်တဲ့ရွှေပြောင်းလုပ်သားတွေဟာရပ်ပေါင်း180ပြည်ကျောင်းအဆိုပြုပါကမဲပေးဖို့စည်ရင်းပါနိုင်တယ်လို့ခရိုင်ကော်မရှင်အဖွဲ့ကကပြောပါတယ်။ကြံကြပြောင်းရွှေ့လုပ်သားတွေအဲ့လိုနေခေါ်ပါတော့နော်။သူတို့တွေကိုပေးစာတီးရတော့အင်းတို့ဆိုစရာ6မိနစ်66မှာပါခဲ့တယ်နော်။အဲ့ဒါကိုတကယ်မဲပေးရမှာလို့။တို့တော့ရပ်ပေါင်း180နဲ့ညီညွတ်လို့ ဒိုးစီတောင်းလဲပေးချင်တယ်ဆိုလို့ရှိရင်သူကတရားဝင်အဆိုပြုရမှာတော့ရပောင်းတရားစီရင်ပြီးနေတယ်တပိတ်ချင်းစင်ကူးမှာနော်လဲပေးချင်ပါလေလို့အဲ့လိုအဆိုပြုတချို့ကြတော့ဘယ်လိုဖြစ်တော့ဆိုသူတို့ဒေတာကိုပြန်ပေးနေတယ်အဲ့လိုဖြစ်ပါလေပြုံးနေခရိုင်မှာမက်ပိပိုင်ဝင်ရှိသူစရင်အရာ6,600ကျော်ဖြစ်ပါတယ် ရပောင်း180အထက်နေထိုင်သူရွှေပြောင်းလူသားဦးရေဟာစတင်မာလာစရင်နေအရာ3329ဦးရှိပါတယ်ရှင်။ကျမကတားရပါရှင်။